ရန်ကုန်မြို့တကုံမြို့တဲ့တောင်ပိုင်းဒုက္ခတကုံအေရမာရှိတဲ့တိုက်ခန်းတခန်းမှာတခိုးနှစ်ယောက်ကအင်းရှင်လင်မယားကိုဒါနဲ့ထိုးခဲ့တာကြောင့်အင်းရှင်မျိုးသားတင်ဆုံးပြီးအမျိုးသမီးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သွားရောက်ကူညီပေးတဲ့လူမှုကူညီရေးအဖွဲ့ထံကသိရပါဗျ။ဒီနေ့ဆို21ရက်မနက်3နာရီခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီးတခိုးနှစ်ယောက်ကပြစ်စည်းခိုးဖို့အိမ်နောက်ဖေးပေါက်ကနေတက်ခဲ့ရမှာအင်းရှင်လင်မယားနဲ့တွေ့ပြီးဒါနဲ့ထိုးသွားခဲ့တာဖြစ်ကြောင်းအဆိုပါလူမှုကူညီရေးအဖွဲ့ကတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရသိရပါဗျ။ ကျွန်တော်တို့စီကိုလူနာရှိတယ်လို့ဆက်သွယ်လို့တွားရောက်ကူညီခဲ့ပါတယ်။တွားတဲ့အခါမှာကျွန်တော်တို့ဖြစ်စဉ်သိရတဲ့လောက်ကတော့ဒီနေ့ဇွန်22ရက်မနက်3:00လောက်က တခိုးနှစ်ယောက်လာခိုးတယ်။လူမရှိဘူးအထင်နဲ့နောက်ဖေးပေါက်ကတက်လာတယ်လို့သိရတယ်။လာခိုးတော့ကိုအင်ရှင်လင်မယားကတွေ့သွားတယ်။ကျွန်တော်တို့သိရတော့တခိုးနှစ်ယောက်ကိုဖမ်းဖို့စူးစမ်းရကနေဒါနဲ့ထိုးသွားတာလို့သိရတယ်လို့၎င်းကပြောပါရတယ်။အခုလိုဒါနဲ့ထိုးသွားတဲ့အတွက်အင်ရှင်အမျိုးသားမှာဓာတ်ဒဏ်ရာ23ချက် ရရှိခဲ့ပြီးအခင်းဖြစ်နေရာမှာတည်ဆုံသွားခဲ့ကြောင်းအင်ရှင်အမျိုးသမီးမှာလည်းဓာတ်ဒဏ်ရာ9ချက်ရရှိပြီးစံပြဈေးဝင်ကြီးကိုပို့ဆောင်ပေးခဲ့ကြောင်းအဆိုပါတာဝန်ရှိသူကဆက်လက်ပြောပါရတယ်။ အင်းရှင်အမျိုးသားမှာကဓာတ်တရာ23ချက်ရပြီးနေရာမှာနေဆုံးသွားတာပါ။အင်းရှင်အမျိုးသမီးကတော့ဓာတ်တရာ9ချက်ရပြီးစံပြဇင်းုံကြီးကိုပို့ဆောင်ထားပါရယ်။ဓာတ်ရာပြင်းထန်ပေမဲ့အသက်အန္တရာယ်တော့မစိုးရိမ်ရတော့ပါဘူးလို့၎င်းကပြောပါရယ်။ချစ်စင်နဲ့ပတ်သက်ပြီးကျွန်းလွန်သူနှုတ်ကိုလည်းဖန်ဆီးရမိထားတယ်လို့သိရပါရယ်။